နေရွှေသွေးအောင်နဲ့လက်ထက်တော့မလို့လို့နဲ့အငင်းခံလိုက်ရလို့အဆက်ကွဲသွားတဲ့အယုံဝတီလွင်မို့နေရွှေသွေးအောင်စီကနေပေါ်တင်အငင်းခံလိုက်ရလို့အဆက်ကွဲသွားရခဲ့တာကတော့ယုံဝတီလွင်မို့ပဲဖြစ်ပါယုံမတီလွင်မိုးကအရင်အိမ်တော်နဲ့ကွာရှင်းခဲ့တာတော့မကြသေးပေမဲ့စင်ကာပူနိုင်ငံရဲ့တနေရာမှာနေရွှေသွေးအောင်နဲ့လက်ချင်းတွဲပြီးတာယာပျော်ရွှင်စွာရှောင်နေနေကြတာလို့သိရပါတယ်။ဒီလိုပုံရိပ်တွေကြောင့်နှစ်ယောက်သားချစ်သူဖြစ်နေပြီဆိုတာကတော်တော်လေးတည်ချာနေခဲ့ပါတယ်။ ဒါကြောင့်အိမ်နာကွဲခဲ့ရတဲ့အတောင်ရင်းကလည်းနေရွှေသွေးဟောင်နဲ့တွဲနေလို့ဖြစ်မယ်ဆိုပြီးတချို့ကထင်နေကြပါတယ်။ဒါပေမဲ့အဲ့ဒီထင်နေကြတဲ့ကိစ္စတွေနဲ့ပေါ်ထွက်နေတဲ့သတင်းတွေက လုံးဝမဟုတ်တဲ့အကြောင်းနေရွှေသွေးဟောင်ကငင်းလာခဲ့ပါတယ်။သူ့အနေနဲ့ကလေးတရအမေဖြစ်တဲ့ရုံးဝတီလွင်မုန်းနဲ့လက်ထပ်ဖို့စိတ်ကူးမရှိဘူးလို့ဆိုပါတယ်။သူကလက်ထပ်ဖို့ရည်ရွယ်ထားတဲ့အတိုင်းဝိုင်းကြီးမာရဲ့ အဆင့်တန်းမြင့်မာတဲ့ကောင်မလေးတယောက်ကို မကြခင်မှာချပြသွားတော့မှာပါအဲဒီကောင်မလေးကတကယ့်ကိုချောမောလှပတုံလေးဖြစ်ပြီးအဆင့်တန်းလေးမြင့်တဲ့အတွက်သူနဲ့ကိုက်ညီမဲ့သူကိုရွေးချယ်ထားတာဖြစ်ပါတယ်ရုံးဝတီလွင်မိုးကတော့အရင်အိမ်တော်နဲ့လည်းကွာရှင်းခဲ့ရတယ်လို့အခုလည်းနေရွှေသွေးရောင်စီကနေထပ်ပြီးတော့အငင်းခံခဲ့ရလို့အဆက်ကွဲသွားရပြန်ပါတယ်ပရိသတ်ကြီးတို့ရောဒီကိစ္စအပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲရှင်